်ပရီးမီးယားလိပွဲစဉ်14အာစနယ်နဲ့ဘရန့်ဖို့မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှိုးအနေကျူတူဝါရီကျွန်တော်ကိုခန့်မှာပရီးမီးယားလိပွဲစဉ်14ရတော့အခု Jaya ရက်တွေဖြစ်တဲ့အင်္ဂါဗိုလ်တုံးကြတာရီ3ညမှာရှင်ပြိုင်ကစားမှာပါဒီတည်းကမှဗိုလ်တုံးည2နာရီမှာရှင်ပြိုင်ကစားမယ်အာစတန်နဲ့ဘရန့်ဖို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုကျွန်တော်ရဲ့ညီကိုရဲ့တူတူလုံသွားကြပါတယ်ဆိုတော့ key points လေးတွေဆွဲထုတ်ကြည့်အောင် ဘရန်ဖို့တင်ရတော့ Kate Andrews ရဲ့လက်ထက်မှာအသင်းတွေကိုတူတူတန်ဒုက္ခပေးထားနိုင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်အထူးသဖြင့်လက်ပြဘောတွေကနေမြောက်ပြီးတော့သူတို့လိုချင်တဲ့ရလဒ်တစ်ခုကိုပုံဖော်တဲ့နေရာမှာအားကောင်းမောင်းတဲ့ဖြစ်လာတဲ့အသင်းတစ်သင်းဖြစ်သတ်မှတ်လို့ရတယ်ဒါပေမဲ့တစ်ဖက်ကလည်းဒီဘောလုံးရာသီမှာ Premier League ရဲ့ set piece game ပဲအဲ့တော့ set piece လို့ဆိုတဲ့နေရာမှာ set play လို့ပြောတဲ့နေရာမှာကိုက defense လောက်တာလား attack လောက်တာလားနှစ်မျိုးရှိတယ်နော် set play က attack လုပ်တာတခုတည်းမဟုတ်ဘူး defense လည်းရှိတယ်အဲ့တော့ arsenal subly defense ကအဲ့လောက်တိတော့မကောင်းဘူးတင့်တင့်ယုံပဲပေါ့နော်တို့ရင်မဲ့ attack လုပ်တဲ့ subly တွေကတော့အရန်ကောင်းတယ်တနည်းအားဖြင့် set piece ကနေဂိုးရယူဖို့စူးစမ်းလာတဲ့အခြေအနေမျိုးတွေမှာတဖက်က kate andrews ရဲ့ brentford ဘလောက်ကောင်းကောင်းလက်ရှိအချိန်မှာ set piece gain လို့တင်စားရမယ် arsenal ကိုတော့မမိဘူးအဲ့တွေ့ကြောင့်ဒီပွဲစဉ်မှာလည်းကျွန်တော်အမြင်ပေါ်တွေကနေဂိုးရဖို့အတွက်စူးစမ်းအားထုတ်မှုကိုမြင်ရဖို့တေချာပေါက်ရှိနေတယ် နောက်ထပ်အရေးကြီးတဲ့တစ်ပိုင်းအာစနယ်အသင်းမှာအသင်းရဲ့အဓိကနောက်ခံကစားသမားတွေမပါဘူးဗျဂေဘရီယယ်မာဂါဟစ်ဝီလျံဆလီဘာကျွန်တော်ကတော့နောက်ဆက်တွဲ update သတင်းတွေမပေါ်ပြသေးတဲ့အချိန်မှာဒီဗီဒီယိုကိုတုံးတက်တဲ့အတွက်ကြောင့်တချို့ update ဖြစ်မှုမှာတော့အနည်းငယ်အကွဲလွဲလေးတွေရှိနိုင်တယ်ပေါ့နော်ဒါလေးကိုနားလည်လက်ခံပေးသေးချင်ပါတယ်ထားပါဒီလိုအဓိကကစားသမားနှစ်ယောက်မပါဝင်နိုင်တဲ့အချိန်ဒီမှာအင်ကပြဲနဲ့မော့စကေရာကိုဘလောက်တိုင်းတာဒီယုံကြည်လို့ရတယ်လဲဆိုတော့အပိုင်းကိုကျွန်တော်တစ်ချက်စဉ်းစားရမယ် ပြီးခဲ့တဲ့ Chelsea နဲ့ပွဲစဉ်မှာမဆိုးလာတဲ့စွမ်းဆောင်ရည်ကိုပြတ်တသွားခဲ့ပေမဲ့ Chelsea က၁၀ရောက်တည်းဖြစ်နေတဲ့အတွက်ကြောင့်ဒီနှစ်ယောက်ရဲ့စွမ်းဆောင်ရည်ပိုင်းကိုအကဲဖြတ်ဖို့ဆိုတာနည်းနည်းလေးခက်တယ်၁၁ယောက်၁၁ယောက်ရှင်ပြိုင်ကစားရမယ်ဆိုရင်တော့တမျိုးပေါ့ဗျာအဲ့တော့ကြောင့် Saliba, Magalhaes မပါဝင်နိုင်မှုဟာဒီနောက်တန်းစုဖွဲ့မှုတနည်းအားတော့အနည်းနဲ့များတော့အကျိုးသက်ရောက်မှုရှိနိုင်တယ်တိုးတော့ Arsenal အတွက်တချို့အားကောင်းလာတဲ့အပိုင်းတွေက မာတင်အိုဒီကက်လိုမျိုးကွင်းလယ်ဟာ creation လုပ်နိုင်တဲ့ပလေယာမျိုးပြန်လည်ပါဝင်လာမှုတွေဖြစ်ပါတယ်။ဒါပြင် video yogis လည်းပါဝင်လာပြီးဖြစ်တဲ့အတွက်ကြောင့် tight set ဘိုင်းမှာတုံတုံတိုက်တိုက်နဲ့နေရာလွတ်တွေရှာဖွေပေးနိုင်တဲ့သူပါလာတဲ့အတွက်ကျွန်တော်တို့ twin core တွေအတွက်သိပ်ပြီးမစိုးရိမ်ဘူး။အဲ့ဒီပေးကိုပြန်ပေးရမလားဆိုတဲ့အပိုင်းပဲအနေငယ်စိုးရိမ်မိတယ်။အာကြီးရဲ့အရင်တော့ကနိုင်ခဲ့တဲ့ style ပေါ့နော်။ 1C 2C ပုံစံမျိုးကအဓိကနောက်ခံကစားသမားနှစ်ယောက်မပါဝင်နိုင်တဲ့အခြေအနေမှာ ဒီလိုပုံစံမျိုးထပ်ဖြစ်နိုင်ပါမလားပေါ့တစ်ချက်စဉ်းစားရမယ်ဒါမဲ့လေပြန်စဉ်းစားကြည့်ရင် Emirates မှာ Brentford အနေနဲ့ Chelsea လိုကစားမှာမဟုတ်ဘူး Brentford ကတော့ Brentford ပုံစံပဲကစားမှာ Arsenal ကိုပိတ်ပြီးဆော့မှာပဲ Arsenal ရဲ့အရင်နောက်ခံကစားသမား၂ယောက်နဲ့ပဲပွဲထွက်လာပါစေရော Arsenal တင်းရဲ့ခံစစ်တန်းကိုထိုးပေါက်ချင်းချောက်မဲ့ပုံစံမျိုးကအမြဲတမ်းလိုလိုရှိနေမှာမဟုတ်ဘူးသူတို့အမြင့်ဘောတွေနဲ့အတုံးချခွင့်ရမှသာလျှင် Arsenal နောက်တန်းကစားသမားတွေရဲ့စွမ်းဆောင်ရည်ပိုင်းကိုအကဲဖြတ်ရမှာပါ ာမန်အခြေအနေမျိုးဆိုရင်တော့အာစနယ်ကပဲဘောလုံးကင်ထားဖို့ရှိတယ်။အဲ့တော့ကျွန်တော်ကတော့ Brentford အသင်းရဲ့ twin goal တွေကိုပြန်ပြီးမပေးလို့ရတယ်လို့ထင်တယ်။အာစနယ်ရဲ့ twin goal တွေကိုပဲကျွန်တော်တို့ပြန်ပြီးစီစေးရလိမ့်မယ်။တကူ twin မလားနှစ်ကူ twin မလားစသဖြင့်ပေါ့နော်။ဒီပုံစံတိုင်းပဲသွားမှာပါ။ဆိုတော့ကျွန်တော် Brentford ဘက်ကပြန်စဉ်းစားကြည့်ရင်တော့ Brentford ဒီ Kate Andrews လက်ထက်မှာ Thomas Frank ကလက်ထက်လိုမျိုးအရင်ကောင်းသေးဘူးဆိုရင်တော့မှဒါလက်ခံလို့ရတဲ့အခြေအနေတစ်ခုကိုဖန်တီးပေးထားနိုင်တယ်လို့တော့ထင်တယ်။ဒါ့အပြင် Brentford အသင်းမှာ Ivan Toney မရှိတော့တဲ့နောက်ပိုင်းအတုံးချလို့ရတဲ့တိုက်စစ်မှုတယောက်ပေါ်လာတာလည်း Arsenal အသင်းတို့ကသတိပြုခြင်းစရာကောင်းပါတယ်။ Igor Thiago တို့လိုကစားသမားမျိုးတွေဒီအရင်ပါနဲ့ပြီးတော့ဂိုးသွင်းနိုင်စွမ်းရှိတဲ့ကစားသမားတွေဖြစ်ပါတယ်။ကျွန်တော်ကတော့ Brentford လို့ပြောလိုက်တယ်နဲ့ပထမဆုံးမြင်တာ Igor Tiago ပဲဗျအဲ့အတွက်ကြောင့် Arsenal ကံစားသမားတွေ Igor Tiago ကိုဒါထိန်းချုပ်နိုင်မယ်ဆိုလို့ကကျန်တဲ့ဘိုင်းတွေမှာအရင်စိုးရင်စရာမရှိပါဘူးဒါတော့ကျွန်တော်ဒီပွဲပေါ်မှာမြင်မိတဲ့ key points တွေပါဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမွေးကစားခြင်းနဲ့ဆိုရင်တော့စီပါစီနီယာဘစ်ဘော့စီမှာအိုင်ဘက်ခွန်ရှိကို၅သလုံး miss နဲ့မောင်ငါ၆တို့ကိုမမတဲ့အပူစုကြီးများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ပပနံပါတ်၃၉၈၉၉၆၉၄၄၀မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ဟုတ်ပြီ ဒီနေ့တင်ကြတဲ့ကိန်းတဲ့အချက်လက်တွေကိုကျွန်တော်ဆက်လက်ဆွေးနွေးကြည့်အောင်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာ အာစတန်က၄ချိန်နိုင်ပြီး2ချိန်သေးကြတာတယ်ဘရန်ဖို့ကတော့တစ်ချိန်တစ်ခါမှာအာစတန်ကိုပြန်မနိုင်ထားပါဘူးအနည်းဆက်ဆုံးတွေ့ခဲ့တဲ့ပြီးခဲ့သောဘောလုံးရသည့်ဒုတိယအကြော်တုံးကတော့အာစတန်ကွင်းမှာဝမ်ဝမ်းတည်ကစားထားတယ်။ဘရန်ဖို့ကွင်းမှာတော့အာစတန်က3-1ပြန်ပြီးကစားနိုင်ခဲ့တယ်။ထူးခြားတာတစ်ခုကတော့နောက်ဆုံး3ချိန်ထိတိုက်တွေ့ဆုံမှုမှာအာစတန်ကတော့ဘရန်ဖို့ကိုဂိုးတွေတောက်လျှောက်ပြန်ပေးခဲ့ရတယ်။ ဒီအသည်မှာအာစနယ်ကဂိုးမပေးရဘူးအတွက်ထိန်းကန်နေပုံအရာတော့ဘရန်ဖို့ဂိုးရဖို့ဆိုတာတိတ်ပြီးမလွယ်ဘူးဒီချိန်မှာတော့ကျွန်တော်ကအာစနယ်သွင်းမဲ့ဂိုးရလက်ကို1 z 2 z လောက်ပဲဖြစ်သွားနိုင်မယ်လို့ထင်တယ်ဗျအဲ့တို့ကြောင့်အာရှရဲ့အကြောပေးမှုတွေကိုကျွန်တော်စဉ်းစားတဲ့အခါမှာအာစနယ်လိုအပ်တဲ့သွင်းကိုပမာဏရမလားတေချာစဉ်းစားဖို့လိုတယ်လောလောဆယ်ဟတ်တူဟတ်မှာတော့အာစနယ်ဒီဘရန်ဖို့ကိုပြက်ပြက်တသားအသာစီရနေပါတယ်နောက်တဲ့တစ်ပိုင်းအာစနယ်အခုနောက်ဆုံးကစားထားတဲ့6ပွဲရလက် လေးပွဲနိုင်ပြီးနှစ်ပွဲတည်ကြထားပါဗါးတည်ကြတဲ့ပွဲတွေကဆန်ဒလန်နဲ့ချဲစီကိုတည်ကြခဲ့တာပါကျန်တဲ့ပွဲတွေမှာတော့သူတို့လိုအပ်တဲ့ twin goal တွေကိုရအောင် twin ယူခဲ့တယ်ဘိုင်ယန်အိုဆို3-1တော်တင်အိုဆိုရင်4-1 Slavia Prague တို့ Burnley တို့ဆိုရင်2-3စီးနဲ့နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီနောက်ဆုံး6ပွဲမှာထူးခြားချက်လေးတခုရှိပါတယ်အဲ့ဒီထူးခြားချက်ကတော့နောက်ဆုံး4ပွဲ အာစနယ်တင်းရဲ့ကောင်းလာပါကြီးရဲ့ဆိုတဲ့ခန်းစစ်တန်းဂိုးတွေတောက်လျှောက်ပြန်ပြီးထားရတယ်။ဆန်ဒလန်အောင်နှစ်ကိုစပားအောင်တကိုဘိုင်မင်းနကိုတကိုနဲ့ချယ်ဆီကိုတကိုဖြစ်ပါတယ်။အဲ့တို့ကြောင့်အာဒီတာစီဒီပွဲစဉ်မှာခန်းစစ်မှုတွေရဲ့စိတ်သက်လုံခြုံမှုကိုပြန်ပြီးရရှိဖို့အတွက်ဂိုးမပေးအောင်ကြိုးစားကစားမယ်လို့ထင်တယ်။ဂိုးထပ်ပေးရပြီဆိုရင်အာစနယ်တင်းရဲ့ခန်းစစ်တန်းကလည်းတောက်လျှောက်ဂိုးပေးနေရတဲ့ပုံစံမျိုးတော့ဖြစ်သွားလိမ့်မယ်ပေါ့နော်။ရလတ်ဘလို့ပဲဖြစ်ဖြစ်အာဒီတာစီဂိုးမပေးရအောင် သူဒီပွဲစဉ်ကိုတေချပါအောင်ကြိုးစားပါလိမ့်မယ်ခင်ဗျ။ တစ်ဖက်က Bravo တင်းရဲ့နောက်ဆုံး6ပွဲစရလက်ကတော့4ပွဲနိုင်ပြီး2ပွဲရှုံးထားပါတယ်။တရေပွဲလုံးဝမရှိထားပါဘူး။နိုင်ရင် နိုင်မယ်ရှုံးရင်ရှုံးမယ်ဆိုတဲ့သဘောမျိုးပါ။ရှုံးတဲ့ပွဲတွေမှာတော့ Brighton ကို2-1 Crystal Palace ကို2-0နဲ့အဝေးကွင်းတွေမှာကြီးပဲရှုံးထားတာပါ။နိုင်တဲ့ပွဲတွေကတော့ Bravo ကဂိုးပြတ်နိုင်လေးနိုင်တာရှိပါတယ်။3-1တို့5-0တို့3-2တို့စတဲ့ရလတ်တွေပေါ့နော်တိုတယ်ဂိုးလေးတွေကတော့များတာကိုတွေ့ရပါတယ် ဒီထဲမှာဆိုရင် Newcastle လို့အသင်းကောင်းတစ်သင်းကို3-1နဲ့နိုင်ခဲ့တဲ့ Reset ဒီအတော်လေး impress ဖြစ်ရှင်စရာတော့ကောင်းပါတယ်။နောက်တစ်ပိုင်း Arsenal ရဲ့ DR ဒီအိမ်ကွင်းရလက်တယ်။နောက်ဆုံး6ပွဲမှာ6ပွဲလုံးနိုင်တာတယ်။ DR ဒီအိမ်ကွင်းမှာကျွန်တော်ပြိုင်ပွဲဆုံး Arsenal တည်ဒီ7ပွဲကစားပြီးတော့ပါပြီ။အဲ့ဒီ7ပွဲမှာ9ပွဲနိုင်ပြီးတပွဲပဲတည်ကြထားပါတယ်။တည်ကြတဲ့ပွဲက Man City ကို1-1တည်ကြခဲ့တဲ့ပွဲ။ကျန်တဲ့ပွဲတွေအားလုံးဖြုတ်ထားပါတယ်။အဲ့အတွက်ကြောင့် Arsenal အသင်းရဲ့အနိုင်ရလက်က သူ့ရဲ့အိမ်ကွင်းကစားအားကောင်းမွန်မှုနဲ့အတူတည်ကြတယ်ကျွန်တော်တို့ပြောသလိုမျိုးပဲအကြောပေးမှုရနိုင်မနိုင်ပဲကြည့်ရမှာပါတစ်ဖက်က Brentford ကတော့ Arsenal နဲ့ opposite ပါပဲနောက်ဆုံးကစားရတဲ့အဝေးကွင်း6ပွဲမှာ၄ပွဲရှုံးပြီးတော့2ပွဲနိုင်တာပါတယ်တရေပွဲလုံးဝမရှိထားပါဘူးဒီတော့ကြောင့် Brentford အသင်းဒီအဝေးကွင်းရောက်ရင်နိုင်ရင်နိုင်မယ်ရှုံးရင်ရှုံးမယ်ဆိုတဲ့သဘောမျိုးတက်ရောက်နေပါတယ်ခင်ဗျနောက်ဆုံးမှကျွန်တော်တို့အာရှရဲ့အကြောပေးမှုတွေကိုလေ့လာကြည့်အောင်အာရှမှာကတော့ Arsenal အသင်းရဲ့အကြောပေးမှုကပြင်းတယ်ဗျတလုံးအပြည့်ရှုံးပေးထားပါတယ် ိုတယ်ကိုကတော့၃လုံးတဝက်ပြောရှုံခွင့်ပေးထားတဲ့အတွက်ကြောင့်ဒီတိုတယ်ကိုကိုတော့အများကြီးဖြစ်မယ်လို့မထင်ဘူးဗျ။နှစ်သင်းပေါင်းအတွင်းကို go over ကတော့ဖြစ်မသွားနိုင်ဘူး Brentford ဒီ twin go များတယ်ဆိုရင်မဲ့ Arsenal ရဲ့ထိန်းကန်တဲ့အချင်းကြောင့်သူတို့ twin go တွေရဖို့ဆိုတာခက်ခဲနိုင်တယ် Arsenal ရသွားမဲ့ twin go ကတကူလားနှစ်ကူလားပဲကျွန်တော်တို့လေးလာစောင့်ကြည့်ရမယ်သဘောမျိုးပါကျွန်တော်ကဒီပွဲစဉ်မှာ Arsenal ကိုပဲသဘောကျပါတယ်တွေ့မဲ့ Rick's ယူပြီးတော့အားပေးရလိမ့်မယ်တကူတွေ့ရင်အပြည့်အဝဆုံးရှုံးတဲ့အတွက်ကြောင့် အပြစ်မှာ result ရနိုင်သွားရင်တောင်မှအကြောပေးမှုရဆုံးရှုံးနစ်နာမှုတွေရှိလာနိုင်ပါတယ်ဒီတကြောင့် Arsenal ကိုတေချာပေါက်ကြိုက်တယ်ဆိုမှသာလျှင်အားပေးရွေးချယ်တဲ့မှာကြောင့်တုံးသက်ဆွေးနွေးတဲ့ video လေးဒီမှာနားခွင့်ပြုပါခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်